မိုင်းဆိုင်ကန်ကိုအမတ်ပြက်နဲ့နိုင်ယူနိုင်ခဲ့တဲ့ပွဲမှာမြင်ခဲ့ရတဲ့ဇိုးနာဦးရဲ့အားနည်းချက်နဲ့အားသာချက်များပရိသတ်များအလုံးမဲ့မင်္ဂလာပါခင်ဗျာမန်ချက်စတာဖူဘောဇောင်းအတင်းဆက်နေပါရီ1 Friday 5 132မှာပေါင်းရှင်ပြိုင်ခဲ့တဲ့မြန်မာဖိုက်တာတွေကတယောက်ဖြစ်တဲ့ဇိုးနောင်ဦးကတော့တိုင်းဖိုက်တာမိုင်းဆိုင်ကန်ကိုအမှတ်ပြက်နဲ့နိုင်ရရှိသွားခဲ့ပါရီဒီတိုင်းပွဲဟာတိုင်းဖိုက်တာနဲ့တွေ့လို့အမှတ်နဲ့ဆုံးဖြတ်ရတဲ့အချိန်မှာမြန်မာဖိုက်တာတွေရှုံးနေဆိုတဲ့ချက်ကိုပြောင်းလဲပေးလိုက်တဲ့ဇိုးနောင်ဦးရဲ့ performance တစ်ခုဖြစ်ခဲ့ပါရီပွဲသုံးသက်ချက်ကိုအချင်းချုပ်ပြောပြပေးရမယ်ဆိုရင်တော့ ဓမ္မချီမှာနှစ်ယောက်သားအကဲဆန်းနေကြတယ်လို့ဒေဒိတ်စိတ်စိတ်ဖြစ်နေခဲ့ကြတာဆိုပေမဲ့ဒုတိယချီမှာတော့စိုးနောင်ဦးကဘွဲရစ်သမ်ကို gradually grabs တဖြည်းဖြည်းနဲ့စုပ်ကိုင်နာရီပြုတ်လုလာခဲ့ပြီးတော့ offensive timing အချိန်ကိုက်တိုက်စစ်လှုပ်ရှားမှုတွေစပါတော့ထုတ်ပြလာခဲ့ပါတယ်ဒုတိယချီမှာတော့အမတ်စင်တစ်ချိန်ရေခံထားတဲ့မိုင်ဆိုင်ကန်ကပွင့်တိုက်လာခဲ့ပြီးတော့ဒီချိန်မှာတော့စိုးနောင်ဦးကတည်ငြိမ်မှု gap reading ပြန်ပေးခံစစ်ကွက်လက်နဲ့ counter timing အချိန်ကိုက်တံပြန်တိုက်စစ်ကစားပုံတွေကိုတတိယအသုံးပြုနိုင်ခဲ့ပါတယ် အဲဒါကြောင့်လဲမိုင်းဆိုင်ကန်ရဲ့ offensive press တိုက်စစ်ဖိအားပေးကစားပုံတဲမှာ gap တစ်ခုမြင်ပြီးတော့လက်တီတလုံးကိုအချိန်ကြိုက်ထုတ်သုံးလိုက်တာက 5NQ ရှိတဲ့ decision ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။ဒီပွဲမှာမြင်ကြရတဲ့စိုးနောင်ရဲ့အာသာချက်၄ချက်ကိုတင်ပြပေးရမယ်ဆိုရင်နံပါတ်၁စိတ်တည်ငြိမ်မှုပြည့်နေတဲ့ပွဲစဆုံးကစားသွားနိုင်ကြတယ်။ပွဲတစ်ပွဲလုံးမှာစိုးနောင်ဦးဟာပြိုင်မဲ့အခြေအနေကိုပဲကြီးစုသုံးသက်ပြီးတော့သူ့ရဲ့ကစားပုံကိုလည်းလျော့ညီထွေဖြစ်အောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ဟန်ချက်ညီသော စိတ်တည်ငြိမ်မှု balance composure ကိုပြသနိုင်ခဲ့တာပါ။ fighter တို့အနေနဲ့ပြိုင်ပရဲ့ dice ကိုတုံ့ပြန်မှုအတွက်စိတ်ကြည်ငြိမ်မှုဟာ foundation အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါလိမ့်။ဒီချက်မှာစိုးနာဦးက9 plus အဆင့်ပေးလို့ရတဲ့ level ကိုပြသခဲ့ပါလိမ့်။နံပါတ်1 grab reading and counter timing ကြမ်းမဲ့ခန်းစစ်ပိုင်းကွက်လက်ကိုဖတ်ရှုနိုင်မှုနဲ့အချိန် guide counter ကစားဖို့မိုင်ဆန်ကရဲ့ offensive press dice ဆီထဲမှာ gap တစ်ခုကိုမြင်ပြီးတော့လက်တီတစ်လုံးကို chain guide ထုတ်သုံးလိုက်တာဟာ fire and q ရှိတဲ့ decision ဖြစ်ပါလိမ့်။ လူမျိုး gas exploration ပြမဲခန်းစစ်ကွက်လက်ကိုအမြတ်ထုတ်နိုင်ခြင်းဟာမွေတိုင်းမှာ scoring moment အမရဖို့အားတရတဲ့အနေအထားတစ်ခုဖြစ်ပြီးမပေးတိုင်းတွေအတွက် clear impact ရှင်းလင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်လို့တရားမှုရှိစေတာဖြစ်ပါတယ်။နံပါတ်3 strategy discipline နည်းပြပိုင်းကိုစည်းကမ်းနဲ့ပြန်ထင်းသွားကြတယ်။စိုးနောက်ဟာတပွဲလုံးသူ့ရဲ့နည်းပြဟာ strategy တစ်ခုကို consistent တတ်မှတ်တဲ့ထိန်းထားနိုင်ခဲ့ပါတယ်။မိုင်းဆိုင်ကန်က offensive shift ထိုးစစ်ပြောင်းလဲလုပ်ခဲ့တဲ့ချိန်မှတောင်မှ defensive shield ခံစစ်အခွန်ကိုမဖြတ်ခဲ့ပေနဲ့ stretchers respond စနစ်ကြတုံ့ပြန်မှုလုပ်နိုင်တာက discipline လို့ခေါ်တဲ့စီကံရှိတဲ့ fighter တဦးဖြစ်မြင်နိုင်တာဖြစ်ပါ ರಿ နောက်ချက်ကတော့ပါရီနဲ့ယူရှိတာဖြစ်ပါ ರಿ မိုင်းဆိုင်ကန်ဟာအလဲထိုးမှပဲအနိုင်ရတော့မယ့်အခြေအနေမျိုးဖြစ်နေတာကြောင့်အတကုံဖွင့်တိုက်လာခဲ့တဲ့အချိန်မှာတော့ဆိုနာဦးကမိုင်းဆိုင်ကန်ရဲ့အပြိုင်ပြိုင်ထိုးဆိုင်ထိုးတာထက်ဒီချိန်လေးကိုဘယ်လိုမျိုးအားသာချက်ယူရင်ရမလဲဆိုတာကိုပဲဦးစားပေးခဲ့ပါ ರಿ ဒါကတခြားမြန်မာ fighter တွေမှာမတွေ့ရတဲ့သူ့ရဲ့အားသာချက်ဖြစ်ပါ ರಿ နံပါတ်၄ range generalship ဘွဲရီတမ်ကို grabs လို့စုပ်ကင်ပြီးတော့ positioning နေရာယူမှု phasing အချိန်ဟုန်နဲ့ scoring price အမှတ်ရဖို့အားသာချက်ရှိတဲ့အခိုက်အတန့်တွေကိုကောင်းကောင်းကြီးစီမံခန့်ခွဲမှုလုပ်နိုင်တာက range generalship ရှိတဲ့အထောက်အထားဖြစ်ပါတယ်။မိုင်ဆိုင်ကန်က clinch game မသုံးတာကြောင့် zone out က space ကို effectively control လုပ်နိုင်ခဲ့ပါတယ်။ကျွန်မဆိုးနောင်စီမှာပြင်ဆင်ဖို့လိုအပ်နေတဲ့အချက်တွေကိုလည်းတွေ့ရပါတယ်။ဒါလေးကိုအချင်းချုပ်ပြီးတော့ပြန်လည်ဝင်မြောက်ပေးရမယ်ဆိုရင်သူ့ရဲ့ကစားပုံထဲမှာ offensive volume နည်းတယ်လို့ခန်းစားရပါတယ်။ ပွဲစားမှာ offensive press ထိုးစစ်ပေါက်ထွက်မှုနဲ့နည်းနေတဲ့အတွက်ဒန်နီယယ်မြင်မှာတော့ Ali Scoring Social City အမှတ်ပိုပေးဖို့မဖြစ်နိုင်တာက risk တစ်ခုဖြစ်ပါတယ်။ Fire တို့နေနဲ့ပထမ GS ပိုင်းလောက်အခြေအနေကိုအကဲခတ်ကြည့်ပြီး OKB ဆိုလို့ရှိရင်အချီနောက်ပိုင်းမှာ offensive volume တိုးသင့်တိုးဖို့လိုအပ်ပါတယ်။ Clinch control မမြင်ရတာကလည်းနည်းနည်းလောက်ထည့်ပြောချင်ပါတယ်။ Mike Sanchez က Clinch game မတုံးတာကြောင့် Clinch exchange မရှိခဲ့ပေမဲ့အနာဂတ်ပြိုင်ဘက်တွေထဲမှာ Clinch specialist တွေပါလာတဲ့အခါမှာဒါကိုစိုးနာအောင်နေနဲ့ဘယ်လိုကင်တွယ်မလဲဆိုတာ အရေးကြီးပါ ड़ी အဲ့တော့လေခုကတည်းကပြင်ဆင်ထားဖို့လိုနေပြီလို့ပဲဆိုလိုက်ချင်ပါ ड़ी မဟုတ်ရင်တော့သူခက်တွေ့သွားနိုင်ပါ ड़ी စုံနီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်